ဟုတ်ကဲ့ပါကိုကြီးဆိုတော့ rolly ကောင်းတာเนาะဒီကျွန်တော်တို့အဲ Arsenal ဘွဲကအရေးကြီးတယ်ကိုကြီးတခြားတစ်ပတ်မှာဒီနေရာမှာကျွန်တော်အကူက Arsenal ဘွဲအကြောင်းပြောရည်ဒါပေမဲ့ကျွန်တော်ထပ်ပြီးတော့မေးချင်သေးတာပေါ့ Arsenal ခံစစ်ဒီ15ခုပြက်ကိစ္စပေါ့ Chelsea ရဲ့ကျွန်တော်တို့စံချိန်တစ်ခုကရှိတယ်ကျွန်တော်တို့မှာမနေ့ကတော့ဒါ Didier Drogba နဲ့ TI Henry နဲ့တည်းသတင်းစလုံးကလည်း Didier တွေကနောက်နေကြတာပေါ့နော်အဲ Henry ကလည်းမင်းတို့အသင်းဟာလာရဲ့စံချိန်ငါတို့ချိုးရမယ့်ပါညာဆိုတော့ Drogba လည်းပြန်ဖြေသွားဆိုတော့ကိုကြီး လက်ရှိအာဆနဲ5ခုပေးထားရတယ်ကျွန်တော်တို့ရဲ့စံချင်ရ15ခုပေါ့သူတို့အနည်းဆုံးနောက်ထပ်17ခုမပေးရဘူးလို့လာပေါ့နော်အဲ့တစ်ချက်ရဲ့ပြီးတော့ဒီအာဆနရဲ့ခံစစ်ပေါ့ကျွန်တော်လည်းဖြုံပါတယ်ပရီးမီးယားလိဂ်လက်ရှိအကောင်းဆုံးလို့ပြောလို့ရတယ်ဒါပေမဲ့စနက်လန်ပြာအဲ့ဒီခံစစ်ကို2ခုတောင်သွင်းပြသွားတယ်တဘောကရှေ့အသေးနေရအာဆနယ်ကိုတေချာမတုံးအတုံးမချဘက်လို့ဂိုးမရဘူးဆိုတဲ့ဟာမျိုးစနက်လန်လည်းပြသွားတဲ့ပုံစံမျိုးကျွန်တော်ကအဲ့ဒီ Chelsea ရဲ့စံချိန်ကျိုးမကျိုးနဲ့ Chelsea ရဲ့တိုက်စစ်ကရော Arsenal ရဲ့ ဟာလာခံစစ်ကိုကျွန်တော်တို့ကိုးပါးမှလည်းပါလာမယ်ဆိုရင်ကိုးရမယ်လို့ကိုထင်လာဘူးအဲနှစ်ပိုင်းပြောမယ်ပေါ့နော်ပထမနှစ်ပိုင်းကတော့အာဆင်နယ်ခံစစ်အကြောင်းပေါ့အဲအခုသူတို့နှစ်ပိုင်းပေါ့သုံးခုပြောပါမှာပထမတစ်ခုကတော့15ခုပေါ့15ခုကြော်မှလာဆိုကြော်မှ Chelsea ရဲ့စံချိန်ကိုဖျက်ဖို့ဆိုတာတော်တော်လေးခက်လိမ့်မယ်အဲကျွန်တော်သင်္ချာနီးနဲ့ပဲအခုအကြံမြင့်တွက်လိုက်အောင်အခုစတဲ့ဝဲကန်နေဆိုတာက၃ပုံတစ်ပုံမရှိသေးဘူး၃ကျိုးတစ်ချိုးမရှိသေးဘူးကျွန်တော်38ပွဲကြံရမှာ တော့၅ခုပေးထားရဲဆိုရင်နောက်၃၃နဲ့မြောက်လိုက်အောင်ဒီပုံစံအတိုင်းပဲဒီ form အတိုင်းပဲဆက်ထိန်းနေတယ်ဆိုရင်တော့30ပွဲစဉ်38ပြီးသွားရင်ကျော်သွားမှာအဲ့တော့ဟို Chelsea ရဲ့ဒီ15ခုစံချိန်ကိုချိုးဖို့ဆိုတာတော်တော်လေးခက်လိမ့်မယ်ဒါလက်ရှိမှာ Arsenal ပြီးတော့နောက်တစ်ခုက Arsenal ရဲ့လက်ရှိ form ဒီဟို Kansas form ဒီဒီထပ်ပို့ပြီးတော့အရင် solid ဖြစ်လာဖို့ဆိုတာတိတ်မရှိတော့ဒါသူတို့ရဲ့အကောင်းဆုံး form လို့တော့ကျွန်တော်မြင်နေတယ်အဲသူတို့ပွဲလည်းကြည့်ရအဓိကဒီ သူတို့ ქვენ လေရဲ့ဒီ defensive midfielder ရဲ့ coverage လုပ်ပြီးနိုင်တဲ့နှုံးကအရန်ကောင်းနေတော့ဒီနောက်တန်းကစားသမားတွေက individually အဆင်ပြေတာနဲ့ပေးကူတွေကတော်တော်လျော့သွားတာပေါ့နော်အဲ့တော့ဟိုဒါသူတို့ရဲ့အကောင်းဆုံး form အဲ့တော့ဒီထက်ပိုကောင်းအောင်လုပ်ဖို့ဆိုတာတော်တော်လေးခက်အောင်ပါအဲကျွန်တော်အမြင်ကတော့15ခုကိုကျော်နိုင်ဖို့ကတော့မဖြစ်နိုင်သေးဘူးပေါ့နော်ဒီရာဒီဒါကတော့ပထမတစ်ခုပေါ့ အဲနောက်တစ်ခုကကျွန်တော်တို့အာဆင်နယ်အသင်းကိုဂိုးရမှာလားဆိုရင် ကိုပါမပြန်လာမယ်ဆိုရင်တော့အချိန်မီပါလာမယ်ဖစ်နက်လည်းပြည်ပြည်နေမယ်အပုံမှန်ခြေစွမ်းမျိုးသူရနိုင်မယ်ဆိုတော့ကျွန်တော်တို့ဂိုးရဖို့ကတော့မခက်တော့ဘူးကျွန်တော်တို့ကနောက်ထပ်အာဆင်နယ်ကိုဂိုးရနိုင်တဲ့လက်နက်တွေရှိသေးတယ် white channel တွေကလည်းရနိုင်တယ်အခုစုခါနာချိုးလည်းပြန်ပြီးတော့ဟိုခြေစွမ်းလေးကောင်းနေကျွန်တော်တို့ဘူးပွဲမှာလည်းကောင်းနေအာသူခြေစွမ်းပြနေတဲ့ပွဲလည်းရှိတယ်ဆိုတော့ကျွန်တော်ကအာဆင်နယ်နဲ့ပွဲမှာ ဒီတောင်ပန်းနှစ်ဖက်ကအားပြိုင်မှုပေါ့နော်ဒါအရတော့ကျွန်တော်ကတော်တော်လေးစိတ်ဝင်စားတယ်ကျွန်တော်တို့ white channel ကတောင်ပန်းကစားသမားတွေကအာဆင်နဲ့နဲ့ပွဲမှာအပြည့်ဖြစ်လာနိုင်တယ်ဒါသူတို့စီကနေကျွန်တော်တို့ goal အများကြီးမြောက်လို့ရတယ်အဲ့တော့အစင်းနေနေပွဲမှာကျွန်တော်ကိုရနိုင်တဲ့ channel တွေပေါ့တစ်ဖက်မှာလည်းကျွန်တော်တို့မှာကိုပြီးနိုင်ရတဲ့ chance တွေတော့အများကြီးရှိတယ်အဲဒါအဓိကတော့ CB ပေါ့နော်ကျွန်တော်တို့ရဲ့ CB နဲ့ Arsenal Arsenal ရဲ့လက်ရှိဒီ Saliba တို့လက်ရှိ CB နှစ်ယောက်နဲ့ကျွန်တော်တို့ရှင်းကြည့်မယ်ဆိုရင် ကျွန်တော်တို့ CB ကနှစ်ယောက်လုံးမှာ individual error တွေကအများကြီးရှိတယ်ကျွန်တော်တို့ Maraska ရဲ့ system က system ကဒီ defensive shape ကကောင်းတယ် structure ရကောင်းတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ stat တွေကြည့်တဲ့အခါမှာအသင်းမှာလက်ရှိဟိုဒီ EBOS အသင်း20မှာ interception လုပ်တဲ့ defending stat တွေမှာ interception က Chelsea team နံပါတ်1အများဆုံးလုပ်ထားတာ interception အကောင်းဆုံးအသင်းထဲမှာပါ ဲ့လိုမျိုးပဲ Moise Caicedo က interception လုပ်တဲ့ player တွေထဲမှာဆိုရင်29ကျင်းနဲ့ထိဆုံးပါအဲ့တော့အတင်းရဲ့ဟို interception ကောင်းတယ်ဆိုတာအတင်းရဲ့ pressing shape ကကောင်းတယ်ပြီးရင် defending လုပ်ပေးတဲ့ဒီ midfield defending ပေါ့နော်ဒီဒီ queen လေခန်းစစ်ကစားသမား double pivot ပဲဖြစ်ဖြစ် single pivot ပဲဖြစ်ဖြစ်အဲစင်ဂါပူဘောဆိုရင်လည်းနာဆူဖိုင်နယ်နဲ့တက်သွားတဲ့ချိန်တိုင်းကျွန်တော်တို့ရဲ့အဲဒီဖူဘက်တယောက်ကတက်လာမယ်အာအင်ဗာတက်ပေါ့နော်အာရီစ်ပဲဖြစ်ဖြစ်ကူကူရယ်လာပဲဖြစ်ဖြစ် ါကိုင်စင်ကိုင်စင်လုံးနဲ့ပေါင်းပြီးတော့ကျွန်တော်တို့ defensive ကိုဒီ cover လုပ်ပြီးတဲ့ပုံစံတွေကကောင်းတယ်ပြောရမယ်ဆို stretcher အရာကအချက်လက်ရကောင်းတယ်ပြဿနာကဒီ knock down cb နှစ်ယောက်မှာ individual area တွေအများကြီးကျွန်တော်တို့တွေ့ရတယ် stat တွေအရာလည်းကျွန်တော်တို့အသင်းရဲ့ဒီ cb ဖြစ်တဲ့ကိုစင်ချာလို့ပါအပေါ်တော့အဓိကအဲ့နှစ်ယောက်ကဒီ clearance လုပ်တဲ့နှုံးနဲ့ tackle လုပ်တဲ့နိုင်တဲ့ဒီ stat တွေအချက်လက်တွေက အသင်း20တဲ့မှာဆိုရင်ကျွန်တော်က15 16လောက်ပြင်နေတာပြောချင်တာ CV နှစ်ယောက်ရဲ့အဓိကလောက်ရမဲ့တာဝန်ဖြစ်တဲ့ဒီ tackle မလုပ်နိုင်ဘူး clearance တွေညံ့တယ်အဲ့တော့ဒီလိုအနေထားမှာကဟိုအသင်းရဲ့ရလက်ဒီကျွန်တော်တို့ခံစားချက်ရနောက်တိုင်းရမကောင်းပါဘူးဆိုတာကအသင်းရဲ့ structure ကြောင့်မဟုတ်ပဲ individual player ရဲ့ပြဿနာဖြစ်နေတာအဲ့ဒါကြောင့်လေ Mars ကရာသီအစမှာဒီ Levine ကိုဝဲနာွားတဲ့အချိန်မှာ तू तू ပြောနေတာ तू သိ ဲ့တော့ပြောချင်တာကကျွန်တော်တို့က system ကကောင်းတယ် structure ကကောင်းတယ်အဲ့တော့ဒီလိုမျိုးကစားနိုင်တဲ့ကစားသမားတို့က guard လို့ကောက်ထည့်လိုက်ရနကအများကြီးပြောင်းသွားမှာတချို့အတင်းနေကြတော့ system ကြီးဟိုကပြဿနာတက်နေအဲ့ဒါတက်နေတာအဲ့တော့ဒါကြီးကချက်ချင်းပြည်လဲသွားတော့မဟုတ်မာရကာကြောင့်တည်တယ်သူ့အတင်းရဲ့ပြဿနာဖြစ်နေတာကဒီဒီဒီနောက်တန်း quality မဟိုမပြည့်တဲ့ဒီနောက်တန်းတယောက်ကို guard ဆိုပြီးကောက်ထည့်လိုက်အတင်းကအရင်ကောင်းသွားမှာ structure ရအရင်ကောင်းနေပြီ ါကတော့ဟို CB ရဲ့ quarter ချက်ပေါ့နော်အခုက Arsenal ကတော့အခုလက်ရှိမှာသူတို့ CB နှစ်ယောက်က clearance တွေ tackle တွေလုပ်တဲ့နေရာမှာ rating တော်တော်လေးကောင်းတယ် stat တွေအရလည်းကောင်းတယ်ပြီးတော့ interception ဒါမှ interception အများကြီးမကောင်းဘူး Arsenal ကသူ့ရဲ့ဒီဒီဟို structure အသင်းရဲ့ structure က interception လောက်တာထက်ဒီ CB တွေစီရောက်လာတဲ့ခါမှာ CB တွေကပိုင်ပိုင်နိုင်နိုင်ဖြတ်နိုင်တယ်အခုကျွန်တော်တို့ CB တွေကမဖြတ်နိုင်ဘူး tackle လုံးနိုင်ဘူးကျွန်တော်တို့ center line ဘွဲကိုကြည့်ပါလားတိုးစင်တဲ့ခြောက်လိုပါနဲ့ဗျာ တက်ဆက်တယ်ဗျာအဲ့တော့အတင်းမှာလုံနေတာကရူဒီဂါရိုလိုမျိုးတက်ကယ်ကောင်းကောင်းလုပ်နိုင်တယ်နောက်ခံလူကဒီဒီတစ်ဖက်ကစားသမားကိုကတ်လိုက်ပြီဆိုတာနဲ့ဖြတ်နိုင်တဲ့ဒီနောက်တန်းနေလုံနေတာအတင်းမှာအခုကအဲ့ကျွန်တော်တို့နောက်တန်းနေတာအဲ့ပြဿနာရှိနေတာအပဲကတ်တဲ့ဘောလုံးမဖြတ်နိုင်တက်ကယ်မလုံနိုင်ပြီးတော့ clearance တွေအားနေတယ် clearance တွေကျွန်တော် long ball တွေ long throw တွေတင်လိုက်တယ်လေဘောမှာ jewel ပဲဖြစ်ဖြစ်ရှုပ်ချက်ပြီးကြာလာတဲ့အချိန်မှာလည်းယူတယ် နောက်တန်းနေရှင်းထုတ်တာတွေက clearance ပေါ့နော်အဲ့ဒါအဲ့ဒါရရန်အားနဲ့အဲ့တော့အဓိကကွာခြားနေတာကဒီ defensive player ရဲ့ individual အဲ့ဒါပဲကြံတဲ့နေရာအာဆင်နယ်နဲ့ကြံတဲ့နေရာကျွန်တော် attacking line ကိုပဲကြည့်ကြည့်ဒီဒီ queen ရဲ့ structure ကိုပဲကြည့်ကြည့်ကျွန်တော်အများကြီးရှင်းလို့ရအများကြီးညံ့နေတာမရှိဘူးအဲ့တော့အာဆင်နယ်နဲ့ပိုရတော့ကျွန်တော်အရန်အားခဲတာလေကျွန်တော်နိုင်ကျင်တယ် ဟုတ်ပါဘူးเนาะကျွန်တော်တို့အဲ့ပွဲကတော့အခုမဆောက်နိုင်လောက်ဘာစလိုနာပွဲတဲ့ဒီအာဆန်နယ်ပွဲကတော်တော်လေးကျွန်တော်တို့အတွက်ကတော့စတမဖြစ်မနေတကယ်ဆိုအခုခုနပြောသလို6မှတ်တန်ပွဲဆိုတော့နိုင်ကိုနိုင်တဲ့နိုင်ကိုနိုင်ရမယ့်ပွဲမျိုးဖြစ်နေတော့တစ်ဖက်ကလည်းအာဆန်နယ်ဖြစ်နေတဲ့ပုံမှာကျွန်တော်တို့စောင့်ကြည့်အောင်เนาะကိုဟုတ်ရဲ့ပါကိုပွဲကောင်းတော့ဖြစ်မှာပါကျွန်တော်တို့ပွဲကောင်းတော့တည်တယ်တော့ကျွန်တော်တို့နိုင်ခြင်းနဲ့နိုင်ခြင်းနဲ့ကျွန်တော်တို့ကိုအဲ့လာပြီးလို့ရှိရင် ပွဲရဇက်တိုက်နီးပါကျွန်တော်တို့ဒီဇင်ဘာထဲကိုဝင်သွားပြီကွာဒီဇင်ဘာမှာပွဲပေါင်းများစွာကျွန်တော်တို့ကန်ရမယ်ပေါ့နော်ပွဲတွေလည်းစက်တိုက်ကျွန်တော်တို့နီးပါကြည့်ရမယ်ဒီဇင်ဘာ၄ရက်နေ့မှာ Leeds United ရဲ့ Allen Road မှာတွားကစားရမယ်အဲ့ဒါပြီးလို့ရှိရင်တော့ဘုံမောင်းနယ်ပဲ Away Win Vitality Stadium မှာ6ရက်နေ့တွားကစားရမယ်အဲ့ဒါ၄ရက်နေ့တပွဲ6ရက်နေ့တပွဲဂျာမန်တရပဲနားရမယ်ကန်မှာလည်း2ပွဲစလုံးက Away Win နေ Leeds ကလည်းရာဇဝင်ရတိတ်ပြီး Chelsea နဲ့မတည့်ဘူးပြဿနာပိုင်းပြဿနာတွေရှိတယ် အဲဘုံပေါက်ကတော့အသင်းကြီးတွေနဲ့ဒီယာဒီမှာအရာအိုလာရက်လက်ပိုင်းတိတ်မကောင်းအသင်းကြီးတွေကိုမနှက်ကလို့သူတိတ်မကစားနိုင်မင်းနဲ့ဂိုးပြက်ရှုံးတာတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော်ဆိုတော့ကိုအဲ့ဒီ list အဝေးဝင်ပွဲဘုံမအဝေးဝင်ပွဲအဲ့ဒီနှစ်ပွဲအကြောင်းပြောပါအော် list ကိုတော့ဟို list ပွဲကြီးတော့ကျွန်တော်ဒီယာဒီအများကြီးတော့မချိဖြစ်ဘူးအဲဒီလက်ရှိပေါ့နော်သူရက်တီမှုနဲ့ကျွန်တော်တို့ရဲ့ဒီအစုဖွဲ့ရ င်းရဲ့ template ရတော့ league ကိုတော့ကျွန်တော်တို့နိုင်မှာနိုင်ဖို့လိုတယ်ဒါဟို league ကကျွန်တော်နောက်ဆုံး league ပွဲကြည့်တာဆိုရင်ပြီးခဲ့တဲ့တစ်လကျော်လောက်ကဖြစ်လိမ့်မယ်အဲ့တော့ဂျာထဲမှာ league ကသူဘယ်လိုအခြေအနေရှိလဲတော့ကျွန်တော်အတိအကျမသိဘူးဒါပေမဲ့ league ကိုတော့ကျွန်တော်နိုင်ဖို့လိုတယ်ဒါပေမဲ့ဘုံမောက်နဲ့ပွဲနောက်တစ်ခုကဘုံမောက်နဲ့ပွဲကတော့ကျွန်တော်နိုင်ဖို့လိုတယ်ဘာလို့လဲဆိုတော့ဘုံမောက်က အတင်းကြီးနေနေဆိုတိုင်ပတ်တယ်။ तू ကအခုလက်ရှိဘောဘောကအစင်ရက်တည်မှုရတော့ကောင်းတယ်။ဒါပေမဲ့ तू ကသူ့လိုမျိုး level 2အတင်းနေ तू နိုင်မယ့်အတင်းနေဆိုရင်တော့ तू ကရအောင်နိုင်တယ်။ရအောင်ကန်တယ်။ရအောင်။ရအောင်ကန်တယ်လေ။ဒါပေမဲ့အတင်းအတင်းကြီးနေနေဆိုရင်တော့ तू အရင်အစိတ်ရှိရမှာဟုတ်။အဲ့တော့ဘောဘောကလည်းကျွန်တော်တို့ကအနိုင်လို့ပဲတွတ်ထားမှာ။အဲ့တော့လီကိုနိုင်ရပဲဘောဘောကနိုင်ရမယ်။ဒါပေမဲ့ပြဿနာကဘောဘောကကျွန်တော်တို့ကဒီဇင်ဘာထဲမှာနှစ်ပွဲကစားမှာဟုံးရဲ့အဝေးရဲ့ပေါ့နော်။နှစ်ပွဲကစားမှာကျွန်တော်တို့အဝေးကွင်းအင်းရဲ့ကစားရလိမ့်မယ်။အဲ့တော့ အဝေးကွင်းမှာအာကျွန်တော်တခုပဲစိုးရိမ်တာကပွဲကအရင်ကတ်နေတာဖြစ်တဲ့အတွက်ဒီ Enzo Maras ကဘယ်လို rotation လုပ်မလဲဆိုတာကိုတော့တစ်ချက်ဆောင်ကြည့်အောင်မယ်ကျွန်တော်တို့အသင်း A နဲ့ B နဲ့ပဲအကြမ်းများဖြစ်တွေ့မယ်ဆိုရင် Lee နဲ့ပွဲမှာသူတင်း B ကိုထုတ်မှာလားတင်း A ကိုထုတ်မှာလားပေါ့နော်အဲ့တော့ကျွန်တော်တို့ကနှစ်ပွဲလုံးတော့နိုင်ဖို့လိုတယ်ဒါပေမဲ့လူထုတ်ပုံကလည်းမှန်ဖို့လိုတယ်အဲကျွန်တော်တို့ Lee ပွဲတော့နိုင်လိုက်တယ်တင်း A ထုတ်ပြီးတော့ဘုံမောက်တဲ့ပွဲမှာတင်း B နဲ့တော့ကံနေလေနည်းနည်းလေးတော့ ဟိုအခက်အခဲဖြစ်နိုင်သေးတယ်ရက်ကအရန်ကတ်တော့ရက်ကအရန်ကတ်တော့ဟုတ်ကဲ့ပါအခုအဲ့ဒီဒီဇင်ဘာမှာအခုကြီးပွဲတွေကတော်တော်များပါတယ်ကျွန်တော်တို့အခုကျွန်တော်တွက်ချက်ရတယ်ဒီဇင်ဘာမှာခုနပွဲလောက်ရှိတယ်တကယ်ကြောက်စရာလန့်စရာရှစ်ပွဲလောက်ကို3 6ခုနပွဲကိုအာအတ္တလန်တာနဲ့ကာဒစ်နဲ့လည်းကြောက်အောင်မယ် အော်ဟုတ်တယ်ဟုတ်တယ် evidence နဲ့ဟုတ်တယ်ဟုတ်တယ်ကိုရှစ်ပွဲတော်ကံမို့အိုးဟုတ်ပါကိုရှစ်ပွဲတော်ကံမယ်ရှစ်ပွဲကံမယ်လေးရီချောင်းနေပြီးဆယ်ရီအတ္တလန်တာကိုလည်းကျွန်တော်တို့အဝေးကွင်းပေါ့ဒီနေရာမှာကျွန်တော်တခုဖြတ်မိနေတာချက်စီကကဲဘာစလိုနာကျွန်တော်တရေပဲထားပါကွာအတ္တလန်တာအဝေးကွင်းနာပိုလီအဝေးကွင်းကော်ရဘတ်အင်ကွင်းဒါပဲကြံတော့အဲကျွန်တော်တို့ဟောပေါ့ဘာဖို့စ်အင်ကွင်းသုံးပွဲဘာဖို့စ်ကိုတော့အင်ကွင်းနိုင်တယ်ပေါ့နော်အဲ့တော့အတ္တလန်တာနာပိုလီနှစ်ပွဲအဝေးကွင်းကံ ဲသူတို့နောက်တစ်ဆင့်တော့တက်မှာပါဒါပေမဲ့ကိုထိပ်သီးရှစ်တဲ့အဆင့်ဆိုရင်အတ္တလန်တာအခုနီးပြားလေချိန်သွားပြီဆိုတော့ပြီးတော့ကိုင်မာကလည်းပယ်လန်တီနိုပယ်လန်တီနိုကမနစ်ကဖီရန်တီနာနဲ့တော်တော်လုပ်ပြတာအဲ့အတ္တလန်တာပြန်ထောင်တက်လာမဲ့ပုံစံမျိုးအဲ့တော့အတ္တလန်တာအဝေးကွင်းကရောကိုရလက်ပိုင်းကအဆင်ပြေပါမလားအာအတ္တလန်တာအဝေးကွင်းဖြစ်နေတာကလည်းတပိုင်းပေါ့နော်ဟိုကျွန်တော်တော့ဟိုအတ္တလန်တာနဲ့ဘွဲမှာ ပထမဒီ Champion League မှာကျွန်တော်တို့က၈တင်းတော့၈တင်းတော့တော်တော်ခတ်တော့တယ်၈တင်းတော့တော်တော်ခတ်တယ်လေလေပြောတာကျွန်တော်တို့အပေါ်မှာအသင်းကြီးရဲ့အားရှိသေးတယ်ပြီးတော့နောက်ခုက Corbett နဲ့ပွဲမှာကျွန်တော်မနိုင်ခဲ့တဲ့ရလက်ကြောင့်လည်းပါတယ်ရှင်းသင်းကတော်တော်ခက်တယ်အဲ့တော့ဟိုကျွန်တော်က16ဒင်းအစင် sorry no of leaf face ပေါ့နော် leaf face ကိုတက်ဖို့အတွက်ကတော့ကျွန်တော်တို့ကဖြစ်နိုင်တယ် Atlanta တော့ဒီကြလေကျွန်တော်တို့က leaf face ကရနိုင်ဦးမှာပဲဟိုရလက်ကောင်းဟိုဝင်အောင်မှာပဲ ကျွန်တော်တို့ elimination နဲ့တော့တန်းပြုံမှာမဟုတ်ဘူးကျွန်တော် playoff တော့ game မှာပေါ့နော် playoff တော့ game အပေါ်ရှစ်တင်းနဲ့တော့ပါမှာမဟုတ်ဘူးအဲ့တော့ Atlanta တော့ကျွန်တော်ကအရင်နိုင်မယ်မနိုင်ဘူးဆိုတော့တက်ကျွန်တော်ကတော့အားမစိုက်ဘူးဟိုနိုင်အောင်ကန်နိုင်တော့ကောင်းတယ်တေးဆိုလည်း fine တယ် Atlanta တော့အခုကခြေစမ်းရတော့ရရင်တော့ကောင်းမနေဘူးကောင်းမနေဘူးအဲ့တော့ကျွန်တော်တို့ကဟိုနိုင်လို့နိုင်မယ်ဆိုနိုင်တဲ့လေဒါပေမဲ့မနိုင်လဲကျွန်တော်တို့ပြောလို့လာမရှိဘူးဘာလို့လဲဆိုတော့ကျွန်တော်က UCL ဒီနှစ်ကကျွန်တော်တို့ကတမန်မရှိဘူး UCL ကသူကသူဟို ီဒီ leaf face ချွတ်သွားတယ်ဆိုရပြီပေါ့เนาะဒါကျွန်တော်ရဲ့ image ပေါ့တခြားညီကိုတွေကတော့ပို့ပြီးတော့အဆိုင်ဆိုင်ပါပေါ့เนาะဒီနေရာမှာဒီဒီနေရာမှာကျွန်တော်ကဘာလို့အဲ့လိုမျိုး UCL ကိုအရင်အာတီသားမရှိရလဲဆိုရင်ကျွန်တော်တို့ EPL ကိုကျွန်တော်တို့နောက်ဆုံးရခဲ့တဲ့နှစ်က2019ရခဲ့တာ container ရခဲ့တာအဲ့တော့အခု2025ဆိုရင်ကျွန်တော်တို့၈နှစ်လောက်ရှိပြီ EPL ဖလားကျွန်တော်မရတာ၈နှစ်လောက်ရှိပြီဆယ်စုနှစ်ပြည့်တော့မယ်ကျွန်တော်ပြန်တွက်ကြည့်ရင်ဒါခဏလေးလို့ထင်ရတာဆယ်စုနှစ်ပြည့်တော့မယ် ပြီးတော့ဒီရှင်းတဲ့အတွင်းမှာလည်းကျွန်တော်တို့ EPL တိုက်တဲ့ challenger ဆိုတာခဏထားလိုက်တိုက်တဲ့ challenger ဆိုတာခဏထားလိုက်နှစ်တိုင်းတောင် champion league ဝင်ဖို့ကျွန်တော်တို့ရုန်းကန်နေရတာအဲ့ဒါကြောင့်ကျွန်တော်ကအခုကဟို EPL ကိုအရန် demand ဖြစ်နေရ EPL မှာကျွန်တော်တို့အချိန်တွေကောင်းတယ်ရလဒ်တွေကောင်းတယ်ပြီးတော့အသင်းတစ်သင်းကမှန်မှန်ကန်ကန်တိုးတက်ပါတယ်တိုးတက်နေပါတယ်ဆိုမှဆိုရဲဆိုတာပြဖို့အတွက်ကလည်း league table standing ကအရေးကြီးတယ်အဲ့ဒါကြောင့်ကျွန်တော်က EPL ကိုအရန် demand ဖြစ်နေရဒီနှစ်က ဒီရှင်းတဲ့အတွဲမှာလည်းနောက်တစ်ခုပေါ့နော်ကျွန်တော်တို့ဒီလိုမျိုးအာ demand UCL demand ဖြစ်ရတဲ့အကြောင်းကြီးကျွန်တော်တို့ရှင်းတဲ့အတွဲမှာဥရောပဖလားအကုန်သိမ်းပြီးပြီတခြားအင်းတွေကန့်နေတာကြာပြီမရတဲ့ဖလားတွေကျွန်တော်တို့ရှင်းတဲ့အတွဲမှာအကုန်သိမ်းပြီးပြီ2019မှာ Europa League ရတယ်เนาะ2021မှာကျွန်တော် Champion League ရတယ်ဒုခဲနဲ့အဲ့နှစ်မှာပဲကျွန်တော် Super Cup ရတယ် Club World Cup ကိုစနစ်အဟောင်းနဲ့ကျင်းပတဲ့ Club World Cup ရတယ် ီးတော့ပြီးခဲ့တဲ့နှစ်ကျွန်တော် conference လေးရတယ်ပြီးတော့ဒီ club world cup စနစ်အစ်စ်ရပြောချင်တာ euro မှာကုန်သွားပြီကုန်သွားပြီရှင်းနှစ်မှာကုန်သွားပြီအဲ့တော့အဲ့တော့ demand မရှိတာမလိုချင်တာမဟုတ်ဘူးပေါ့နော်အဲ့တော့အခုကကျွန်တော်ရဲ့ demand ဒီ focus ရတာဒီ premier league premier league မှာကျွန်တော်ဟိုမှန်မှန်ကန်ကန်တိုးတက်နေရဲဆိုတော့ကျွန်တော်တွေးဖို့လိုတယ် table standing ရကောင်းမှုလို့ရတယ်။ challenge title challenge ကြတော့မဟုတ်နိုင်သေးဘူးဒီနှစ်။အဲ့တော့ရတယ်ပြဿနာမရှိဘူး။ဒါပေမဲ့အပေါ်ကအသင်းတွေကတော့နောက်ကနေ ကောင်းကောင်း live file နိုင်ရမယ်အမှတ်ကော်ဟာချက်အများကြီးပြလို့မရအောင်ဒါဒီကျွန်တော်ရဲ့ဦးစားပေးကြည့်ရချက်ပေါ့နော်အဲ့တော့ကျွန်တော် Atlanta ဘွဲဆိုတာတဲ့ဒီ league တို့ Bournemouth တို့ Everton တို့နဲ့အနည်းဆက်ဆုံးကန်ရမယ်ဘွဲတွေတော့ကျွန်တော်ပို့ပြီးအားဆိုင်တယ်နိုင်စေချင်တယ်အဲ့ဘွဲတွေကပို့ပြီးတော့ကျွန်တော်တို့အရေးကြီးတယ်လို့ခံစားရပါတော့အရေးကြီးတယ်ဘွဲဟုတ်ကဲ့ပါကောအဲ့တော့ Everton ကတော့သူအိမ်ဝင်ကံမှာအဲ့အိမ်မှာတောက်လျှောက်ကျွန်တော်တို့ Man City အတင်းနဲ့ပွဲချက်မတိုင်ခင်ကျွန်တော်တို့ဒါဒီဇင်ဘာလအတွက်ပဲတည်တံ့ပြောမယ်ဆိုလို့ရှိရင်တော့ ဒါပွဲချက်ကတော့တိုက်တော်မရှိတော့ဘူးကွ Estevilla ကိုလည်းသူကအိမ်ဝင်ခံရမှာပေါ့နော်တပွဲပဲရှိနေအဲ့ဒါကကျွန်တော်ဒီဇင်ဘာ20မှာကစားမယ် Newcastle Newcastle ကအိမ်ဝင်နဲ့အဝေးဝင်ရလကတခြားစီဖြစ်နေအိမ်ဝင်မှာအရန်ကောင်းလေဗျာ Voldemort တို့တအားကောင်းဗျာအဝေးဝင်ကြတော့လေဘာမှမဆိုင်နဲ့အသင်းနောက်သတင်းထက်ကို A နဲ့ B နဲ့ကန်လို့ဖြစ်ဒါပေမဲ့အိမ်ဝင်ရလက်ပိုင်းကကြောက်စရာကြီးစတော့ကိုအဲ့ဒီပွဲအကြောင်းလေးနည်းနည်းလေးပြောပြပါအောင် Newcastle အိမ်ဝင်မှာ အာညူကာဆယ်အင်္ဂလိပ်ကဟိုခံမှာအဲပြောမယ်ဆိုရင်တော့ဟိုနိုင်နိုင်ဘူးကတော့ကျွန်တော်တို့ UDP ကံမှာမလို့လဲဆိုတော့ဒီဇင်ဘာပြီးသွားရင်ဇန်နဝါရီမှာကျွန်တော်တို့ကပွဲချက်တွေပုံများလာတယ်ဟုတ်မယ်အာခတ်မယ်ပေါ့နော်ဟိုကျွန်တော်တို့ရာသီဝက်ပြီးသွားရင်နောက်ရာသီအတွက်ကျွန်တော်ပွဲချက်တွေပြင်ကန်မှာဆိုတော့ကျွန်တော်တို့ရှင်းတယ်ဒီဒီဇင်ဘာမှာကံမဲ့ပရီးမီယာလိဘောတိုင်းအကုန်လုံးဒါကျွန်တော်ရဲ့ target ပဲနိုင်မှုလို့လေဒါကျွန်တော်က EPL ကိုအရင် demand ဖြစ်နေရလူလည်းဖြစ်ပါလိမ့်မယ်เนาะအဲ့တော့ဒီဒီဇင်ဘာကဲမဲ့ EPL အဲ၃ဘွဲထဲမှာဆိုရင်အဲ၃ဘွဲ၃ဘွဲ6ဘွဲရှိမယ် EPL ကျွန်တော်ဒီဇင်ဘာမှာ6ဘွဲကဲမယ်အနည်းဆုံး9ဘွဲလောက်တော့ကျွန်တော်တို့အနိုင်ရတယ်ကျွန်တော်မှန်ခက်မဲ့ဘွဲဆိုတော့ကျွန်တော်ထင်တယ်အာ Everton နဲ့ရတယ်လွယ်လိမ့်မယ်အာဘုံမောက်နဲ့ဘွဲဖြစ်နိုင်တယ်ကောဘုံမောက်နဲ့အဝေးကွန်းဘွဲ6ရက်နေမှာကဲမဲ့ဘွဲဘာလို့လဲဆိုတော့ကျွန်တော်ဆိုရင်ဒါ league နဲ့အရင်ကန်နေတာ villa လည်းကျွန်တော်သိတော့မကြောက် villa လည်းနိုင်လိမ့်မယ်အင်္ဂလန်မှာကဲမှာဖြစ်တယ် ဲ့တော့ဟိုကျွန်တော်ဘုံမောင်းနဲ့အဝေးကွင်းပွဲအခြားနေပွဲတော့နည်းနည်းဆိုရင်ခတ်မယ်ဆိုရင်အဲ့ပွဲကတော့ခတ်နိုင်တယ်ဟုတ်ကဲ့ပါကွေဒီကတော့အခုအများကြီးကျွန်တော်တို့ဒါဖြေပေးခဲ့တယ်ကျေးဇူးလည်းအများကြီးတင်တယ်အဲ့တော့ကွေနောက်ဆုံးပေါ့ဒီဆုံးမေးခွန်းလေးပါကွေအခုလည်းတော်တော်လေးပြောနေရတော့ဒါပေမဲ့ဒါမေးကိုမေးရမယ်မေးခွန်းဖြစ်နေတာကိုဒီအသီးမကိုအာဆင်နယ်ကြောင့်တော့ကျွန်တော်တို့ပြောပြီးပြီဒီဒီစင်မာပွဲချက်ကလာ ပြီးရင်တော့အခုနေ့ကျွန်တော်နဲ့နောက်တစ်ခါတော့ကြုံအောင်ပါပါအဲ့ကြမှာကျွန်တော်တို့ကမန်စီးတီးနဲ့ပွဲဆိုသုံးသက်ချက်ပေါ့နော်လောလောဆယ်အခုကျွန်တော်မေးချင်တာကမန်စီးတီးရဲ့လီဗာပူးရဲ့ပေါ့အဲ့ဒီနှစ်သင်းလီဗာပူးကလောလောဆယ်ရလပိုင်းအထူးဆင်းနေတယ်ဆိုတော့မန်စီးတီးကမန်စီးတီးအကြောင်းအခုမေးချင်တာပါဘယ်လိုမြင်လဲကို तू ကချယ်ဆီအာဆင်နယ်အပြင် तू ကလည်းပဲပရီးမီးယားလိဂ်ရဲ့တကယ်ငွေရေရမှာတကယ်ကြောက်ဆရာဂျိုင်းယန်ယူဆိုတော့အဲ့ဒီအကြောင်းလေးပြောပြီးတော့ဇာတ်သိမ်းလေးပါအောင်ကိုမန်စီးတီးရဲ့ဒီနှစ်ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်မဖြစ်နိုင်ပါနော်အော် မန်စီးတီးကဟိုသူ့ရဲ့ပြောင်းလဲသွားတဲ့ပုံကြီးကတော်တော်လေးလက်ချောက်ဖို့ကောင်းတယ်ပေါ့နော်ဟိုကျွန်တော်တို့ဒီဂျာစီဆမှာဆိုတော်တော်လေးရုံးတယ်စိုးတယ်ဗျဟိုမန်စီးတီးသွားပြီပေါ့နော်ဒီနှစ်ကတော့ဟိုမန်စီးအသင်းမရှိလို့ထင်ခဲ့ရတာပေါ့နော်အသင်းလေးလက်ရှုံးအသင်းကြီးလည်းမနိုင်ပေါ့အဲ့လိုမျိုးတွေဆိုတော့ဒါပေမဲ့ဒီ free for run နေရာအမှန်ပြန်ရောက်သွားတဲ့အချိန်မှာဒီမန်စီးတီးရဲ့ရလက်ကြီးကချောက်ဖို့ကောင်းပါတယ်ဒီအခု free for run ပြန်ပြီးတော့ခြေစွမ်းပြနေတယ် တူကူအရန်ကောင်းနေတယ်ဟာလန်ကူတွေအများကြီးတွေ့နေတယ်ဒီယာရီအားလုံးရဲ့စနစ်ကတော့ဒါဂွာဒီယိုလာပဲပေါ့နော်သူအသင်းကိုအများကြီးအပြောင်းအလဲလုပ်ထားတယ်သူအသွင်သစ်ပေါ့ပုံမှန်ဟိုဂွာဒီယိုလာတယောက်အနေနဲ့တွားနေတဲ့ philosophy မဟုတ်ဘဲနဲ့ပုံမှန်အသစ်လေးမြင်ရတာပေါ့နော်အဲ့တော့ Man City ကြောက်ဖို့ကောင်းတယ်ဒါပေမဲ့ဒီနေ့ဖလားရနိုင်လားဆိုတော့မိကမကတော့ဟိုဟာလန်အဲ့လိုမျိုးဂိုးသွင်းနိုင်အောင်မလားဆိုတော့ ထည့်သွင်းဖို့လိုတယ်။ဘာလို့လဲဆိုတော့ Man City အခုလက်ရှိရဲ့ focal point ကြီး Foden လည်းမဟုတ်ဘူး။ဒီ Doku လည်းမဟုတ်ဘူး။ Doku ရော Foden ရောအကောင်းလေ။အသင်း shape နဲ့ structure တို့အများကြီးပြည်ပြီးနေရဆိုပေမဲ့အားလုံးဒီ Haaland ပုံမှာမိခိုးနေရတာ။အဲ့တော့ Haaland ကိုသွင်းတော့ကျသွားတဲ့အချိန်ကျရင် Man City ဘယ်လိုဖြေရှင်းမှာလဲ။ Pep Guardiola play ဘယ်လိုဖြေရှင်းမှာလဲဆိုတော့ဆောင်ကြည့်ရမယ်အခုမှသူမှထူးထူးခြားခြားတခြားဒီဒီဒီအခြေအနေကြီးကိုချက်ချင်း replace လုပ်လိုက်ဖို့အတွက်လက်နက်ကျွန်တော်ကတော့မြင်မနေရအောင် ဟာလန်ကဂိုးမသွင်းဂိုးမသွင်းတိုင်ပတ်မှာအဲ့လိုမျိုးဖြစ်နေရဲ့အဲ့တော့အခုလက်ရှိမှာကအာဆင်နယ်တင်ရတော့မန်စီးတက်ဆိုင်တော့လက်နဲ့ပူဆောင်တယ်လို့ပြောလို့ရတယ်အဲနောက်ဆုံးပုံမှန်ဂိုးရနိုင်ကြည့်သူဆပ်ပစ်ကပဲတွင်းပါလားနောက်ဆုံးဒက်ကလန်ရိုက်စ်ကပဲတက်ပြီးတော့ဂိုးတွင်းပါလားဘလူနီးနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ဟိုအာဆင်နယ်ရှိကလက်ရှိမန်စီးတီထက်ဆိုင်တော့ပို့ပြီးတော့ကောင်းနေလို့မြင်တယ်မန်စီးတီဟိုချန်ပီယံမဖြစ်နိုင်ဘူးလို့တော့ကျွန်တော်တို့လုံးဝပြောလို့မရဘူးဘာလို့လဲဆိုတော့ဂွာဒီယိုလာဖြစ်နေလို့ဂွာဒီယိုလာဂွာဒီယိုလာဖြစ် ဲ့တော့ရကောင်းရနိုင်တယ်ဒါပေမဲ့လက်ရှိမှာတော့ဟိုအာဆင်နယ်ကတော့ပူပြီးအားကောင်းတယ်လို့တော့ကျွန်တော်တို့ကပြောရမှာပဲမန်စီးတက်ဆိုင်ပေါ့เนาะအဲ့တော့လက်ရှိမှာအဲမန်စီးတီးဒီဟာလန်ကိုအရင်မြို့ခုံနေရတယ်ဟာလန်ဂိုးမသွင်းနိုင်တဲ့အခြေအနေကိုသူတို့ဘလို့စီမံစီမံလေးပေါ့နော်စီမံလေးဒါလို့တချက်ဆောင်ကြည့်ဖို့လိုလိမ့်မယ်အဲ့ဒါယာဒီဝါလောက်ဆိုရင်တော့ကျွန်တော်တို့အခြေအနေသိရလိမ့်မယ်ယာဒီဝါလောက်ဆိုရင်တော့ကျွန်တော်တို့နည်းနည်းပို့ပြီးတော့ဟို clear ဖြစ်တဲ့ idea မျိုးရလာမှာပေါ့เนาะအဲနောက်တစ်ခုက Man City နဲ့ဒီကျွန်တော်တို့အသင်းနဲ့မှာဘာကွာလေးနဲ့ကျွန်တော်ရဲ့ review ကခံစားချက်อ่ะပေါ့เนาะဟော Man City ဒီအခုအာကျွန်တော်ဆက်ဒီ EP ကအသင်း20ထဲမှာဆိုဂိုးသွင်းပြအောင်မယ်23ဂိုးသွင်းတာ23ဂိုးသွင်းတာဒါပေမဲ့ကျွန်တော်တို့ အသင်းက expected goal ပေါ့နော်ဒီ set up ွဲအပြီးမှာ expected goal ဒီ attacking strategy လမ်းမှာခါပါ expected goal ကကျွန်တော်တို့အသင်းကအများဆုံးပဲ goal 20နဲ့ big chance ပေါ့အများဆုံး big chance မှာလည်းကျွန်တော်အသင်းကအများဆုံးရထားတာပေါ့နော်ဒီဒီ goal ဟိုဖြစ်တဲ့အခါပြီးွားရင်ကျွန်တော်တို့ goal count တွေ goal count တွေဒါကျွန်တော်တို့ power match နဲ့ကြည့်မယ်ဆိုရင်လည်း man city နဲ့ chelsea နဲ့မဟုတ်ပါဘူးပြောနေတာ man city တိုက်စစ်ကိုဒါကျွန်တော်တို့ကအရင် hype နေတာ ထိုင်နေခန်းစားချက်တွေကောင်းနေတယ်ဆိုပေမဲ့တကယ်တော့ကျွန်တော်ချက်စီးရလေမထင်ရပဲနဲ့ဟိုခန်းစားချက်ရတာမကောင်းပေမဲ့အချက်လက်ရမှာလေတိုက်စစ်ကမန်စီးတီးနီးပါးလောက်ကိုကောင်းနေတာအခုလက်ရှိတာကျွန်တော်တို့ကဟာလိုင်းဆိုဟာလိုင်းကိုတိုက်စစ်မြင်လို့လားခန်းစားချက်ကြီးကကောင်းသွားတာသိလားဟိုဟိုဂျာဘယ်ရူကိုမြင်ပြီးတော့ခန်းစားချက်အသိမကောင်းတာဖြစ်နေတာအချက်လက်ရကျွန်တော်အသိရလေ attacking မှာ attacking step ဘယ်နေရာပဲသွားပြီးရွှင်ရှင်မန်စီးတီးနဲ့ရွှင်ရှင်လီဗာပူးနဲ့ရွှင်ရှင်အာဆင်နယ်နဲ့ရွှင်ရှင် ျွန်တော်တို့အတင်ကလုံးဝမနဲ့ attacking structure attacking နဲ့ပတ်သက်တဲ့ဒီအချက်လက်တွေမှာကျွန်တော်တို့အတင်ကလည်းအရင်ကောင်းနေတယ်။တခုပဲခုနပြောတဲ့ဒီနောက်တန်းပြဿနာသာဖြေရှင်းပေးနိုင်ပြီဆိုရင်တော့ဒါနောက်နှစ်ကိုကျွန်တော်တို့အများကြီးမှန်းလို့ရနိုင်ပြီ။ဒါဟိုဒါကြောင့်လည်းကျွန်တော်ကဒီနှစ်မှာပရီးမီးယားလိမှာအဆင့်ရက်တွေပိုကောင်းခြင်းနဲ့ ဲကျွန်တော်တို့မှန်မှန်ကန်ကန်တူးတက်နေရဲဆိုတော့ကျွန်တော်ကမြင်ကျင်တယ်အဲ့ဒါမှနောက်ရာသီမှာကျွန်တော်တို့ဒီတိုက်တဲ့ challenge အတွက် cloud ဆင်ခေါ်ဖို့အတွက်စပြီးမှန်းလို့ရတော့ပါမဟုတ်ရင်အဲကိုကိုရန်ကုန်ပြောသူဘလုံးဆက်ကူပဲကဒီနှစ်ကောင်းလို့ကောင်းလို့လည်းဘာမှတူးတက်မလာဘူးတူးတက်လာတာမမြင်ရအောင်အဲ့ဒါနောက်နှစ်ကျွန်တော်မျှော်မှန်းလို့မရပြန်ပြရမလားအဲ့တော့ဟိုဒါကျွန်တော်ရဲ့ဒီဒီ EPL ကိုအရင် demand ဖြစ်နေရတဲ့ရည်ရွယ်ချက်ပေါ့နော်အဲ့အဲ့တော့ဒါလက်ရှိဒီအတင်းပေါ်ကျွန်တော်ရဲ့ target ပဲ EP EP အဓိကလေ EP ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်ညီကိုတို့လည်းဒီနေ့ကျွန်တော်တို့နှစ်ယောက်ရဲ့အစီအစဉ်ကိုဒီလောက်ဆိုရင်တော့ကျင်းနေမယ်လို့ထင်ပါတယ်ကိုကိုမောင်အန်ဟာနာညီကိုတို့အတွက်တနိုင်းနီးပါပြောသွားပြောသွားပြီးတယ်ဒါဝီလမတာကြည့်ရှုပေးတဲ့ညီကိုတွေအားလုံးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့ရဲ့အစီအစဉ်ကိုဒီမှာပဲရလိုက်ပါတယ်ခင်ဗျာကိုမောင်အန်ရေနှုတ်ဆက်ပါတယ်ခင်ဗျာ see you နော်ကိုကျေးဇူးတင်ပါတယ်ဗျာအတွေ့အတွေ့ပါအောင်မယ်နောက်ခါကြည့်လဲဟုတ်ကဲ့ပါခင်ဗျာ see you ပါ okay okay